ချစ်ခင်လေးစားပါတော့မိဘပြည်သူညီကိုမောင်နှမများအားလုံးပဲမင်္ဂလာပါခင်ဗျာ2014ခုနှစ်ဇွန်လ20ရက်နေ့မှာတော့တမဝယံမကောလိပ်ဖောင်ကြီးရဲ့ည20ပြည့်အထိမ့်မှအခမ်းအနားကျင်းပနေပုံများကိုကျွန်တော်တို့ Skynet Up to Date Channel မှာရိုက်ကူးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာမိဘပြည်သူများခင်ဗျာဘ ਹੁ တမဝယံမကောလိပ်ကိုတော့1994ခုနှစ် ဇွန်လ20ရက်နေ့မှာစတင်အစစ်မြင့်တင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး2014ခုနှစ်ဇွန်လ15ရက်နေ့မှာတော့တမဝယ်မကောလိပ်ဖောင်ကြီးအဖြစ်အမည်ပြောင်းလဲခဲ့တယ်လို့သိရပါတယ်ခင်ဗျာ2014ခုနှစ်ဇွန်လ20ရက်နေ့မှာတော့နှစ်20တက်တန်းပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်ခင်ဗျာနှစ်20ပြည့်တက်တန်းကာလအတွင်းမှာတော့ဒီပလိုမာလက်မှတ်ရရှိခဲ့တဲ့ကျောင်းသားကျောင်းသူဦးရေစုစုပေါင်း1942ဦးဝေးထုတ်ပေးခဲ့ပြီဖြစ်ပါတယ်ခင်ဗျာ ခုခါမှာတော့အဆိုပါအကြောင်းသားအကြောင်းသူများကနေပယ်အသီးသီးမှာလုပ်ငန်းတာဝန်များလှုပ်ဆောင်ရရှိကြယူပဲဖြစ်ပါတယ်ခင်ဗျာမိဘပြည်သူများခင်ဗျာအခမ်းအနားစီစဉ်ရအခမ်းအနားဖွင့်လှစ်ကြောင်းကျင်းညာခဲ့ပြီးမှတော့အငိမ့်စားဆရာကြီးတူမှနှစ်20ပြည့်အထိမ့်မှတ်အမှတ်တရစကားပြောကြားပေးခဲ့ပါတယ်ခင်ဗျာဆလဘီတမဝဲမကောလိပ်ဖောင်ကြီးចောင်းသားចောင်းသူလူများရဲ့တီတီယိုဖုန်ကြီး တိုင်းရင်သားအကအလာများနဲ့ဖြောပြီးတိဆက်ပေးခဲ့ပြီးနောက်ဒေသရှင်ထူးရဲ့လူမျိုးတွေတည်တခြင်းများဖြင့်တည်ဆူဖြောပြီးပေးခဲ့ပါတယ်ခင်ဗျာ တမဝင်မကောလိပ်ဖောင်ကြီးည20ပြည့်အထိမ့်မှအခမ်းအနားအစီအစဉ်တရက်နေဖြင့်ကန်ဆမ်းမဲများဖောက်ပေးခဲ့ပြီးကန်ဒူးရှင်များအားဆုများချီးမြှင့်ပေးအပ်ခဲ့ပါခင်ဗျာကျောင်းအောင်လာကြတဲ့ဆရာကြီးဆရာမကြီးများနဲ့ကျောင်းသားကျောင်းသူများစုပေါင်းပြီးအမတ်တရာဓာတ်ပုံရိုက်ကူးခဲ့တာအခမ်းအနားကိုအောင်မြင်စွာဖြင့်ရုပ်သိမ်းခဲ့ပါတယ်ခင်ဗျာ။ 哦ကျမက18ရက်ဆယ်လ2022ကနေစပြီးတော့ဒီကျောင်းကိုရောက်ခဲ့တာပါရှင်။ဆရာမတို့တမဝိုင်မာကောလိပ်ဖောင်ကြီးက1994ဇွန်လကစပြီးတော့ဖွင့်ဖွင့်ခဲ့ပါတယ်။အခု2024မှာဆိုရင်တော့အနည်း20ပြည့်ခန်းသားလေးပါ။ဒီအနည်း20ပြည့်ခန်းသားလေးမှာအနည်း20ကာလအတွင်းမှာ စာတင်ကြပေးတဲ့ဆရာကြီးဆရာမကြီးတွေရောအကြောင်းသူအကြောင်းသားတွေရောကိုတစုတစည်းတွေတွေ့တွေ့စေခြင်းလို့တဲ့စေတနာရဲ့အတွေ့အကြုံဘုသူတတွေကိုဖလှယ်စေခြင်းနဲ့စေတနာချောင်းမလို့ဒီခန္ဓာလေးကိုကျင်းပအခြင်းဖြစ်ပါတယ်။ဒါပထမဦးဆုံးကျင်းပတာပါရှင်။ဆရာမတို့ဒီအနည်း20ပြည့်ခန္ဓာလေးကိုကျင်းပဖို့ဆိုတော့ဆရာမတို့တလပိုင်းနဲ့ကဒီနှစ်ဆန်းပိုင်းတလပိုင်းနဲ့ကစပြီးတော့ ချုပ်တင်ပြင်ဆင်မှုတွေပြုလုပ်ပါတယ်။ကျောင်းသူကျောင်းသားဟောင်းတွေနဲ့မျိုးဆက်သစ်ကျောင်းသားတွေနဲ့ကိုစီစဉ်နေဘလို့ခန်းသားတွေပြုလုပ်မယ်ဘလို့အစီအစဉ်တွေပြုလုပ်မယ်ဆိုတာကိုအချိန်ချင်းဆွေးနွေးပြီးတော့မှဒီလိုခန်းသားလေးကိုကျင်းပအခြင်းဖြစ်ပါတယ်။ဆရာမတို့က20ရက်နေတွေကစပြီးတော့ဒီခန်းသားလေးကိုစပြီးကျင်းပတာပါ။20ရက်နေမှာတော့ဆရာဆရာမဆရာမတို့ကျောင်းမှာရှိတဲ့ဆရာဆရာမတွေဝင်းနဲ့နေကျောင်းသူကျောင်းသားတွေကဓမ္မယုံမှာဆရာမတို့ကျောင်းရဲ့ဓမ္မယုံမှာပြည့်ရွတ်ပါတယ်။ပြီးတဲ့အခါကျတော့စတုတ္တိတာကျွေးပါတယ်။ ယ်21ရက်နေ့မှာတော့တစ်ပင်ဆိုင်ပွဲတော်ကျင်းပပါတယ်တရားပွဲတော်လည်းကျင်းပပါတယ်နောက်တစ်ခါကျတော့ဓာတ်ပုံပြပွဲကျင်းပပါတယ် ဒီနေ့မှာတော့ဆရာကြီးဆရာမကြီးတွေကိုဖိတ်ပြီးတော့နှစ်ပတ်လည်ခန်းသားလေးကိုကျင်းပပါတယ်ဒီခန်းသားလေးကိုကျင်းပတဲ့အခါမှာတော်ပဲဆရာမဝမ်းသာပီတိဖြစ်မိပါတယ်ဘာကြောင့်လဲဆိုတော့အနည်း30ကာလအတွင်းမှာရှိတဲ့ဆရာကြီးဆရာမကြီးတွေနဲ့ပြန်လည်ဆုံတွေ့ရတာကိုကျောင်းသူကျောင်းသားတွေနဲ့ပြန်လည်ဆုံတွေ့ရတာတွေကိုအတွေ့အကြုံအသိမြင်ဖလှယ်ခွင့်ရတာဖြစ်တဲ့အတွက်အထူးပဲဝမ်းသာကျေနပ်မိပါတယ်ရှင် ော်ကျမ1998ဒီဇင်ဘာမှာဒီကျောင်းကိုစတင်ဝင်ရောက်ခဲ့ပါတယ်။ဟောကျမတို့ကျောင်းမှာဆိုလို့ရှိရင်အဓိကအားဖြင့်သင်ကြားပေးတဲ့ဘာသာရပ်တွေကတော့ပထမနှစ်မှာ9ဘာသာရှိပါတယ်။ဒုတိယနှစ်မှာတော့9ဘာသာရှိပါတယ်။ပထမနှစ်9ဘာသာကတော့မြန်မာစာ၊အင်္ဂလိပ်စာ၊သမဝါယမ၊ Eco အကောင့်နဲ့ Expert of Myanmar နောက်တစ်ခါ Static Stit တို့ဖြစ်ပါတယ်ရှင်။ဒုတိယနှစ်မှာတော့ကျမတို့က major နှစ်ခုပေးပါတယ်။ Diploma အတွက် BN ခေါ်တဲ့ Business Management နဲ့ BL လို့ခေါ်တယ် Business Accounting ဆိုတဲ့ Diploma နှစ်ခုကိုပေးအပ်ပါတယ်။အကျောင်းကနေပြီးသွားလို့ချင်းကျမတို့မှာဒီမှာ Business Management ဘာသာရပ်ကိုသင်ကြားတဲ့အတွက်ကလေးတော်တော်များများစီးပွားရေးနယ်ပယ်စီမံခန့်ခွဲမှုနယ်ပယ်ဒီမှာဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။တချို့ဆိုလို့ရှိရင်လည်းကိုယ်ပိုင်လုပ်ငန်းရှင်အဖြစ်ရပ်တည်နိုင်ကြပါတယ်။တချို့ဆိုလို့ရှိရင်လည်းအစိုးရယုံနေမှာလည်းဝင်ရောက်ပြီးအမှုထမ်းပါတယ်။များသောအားဖြင့်ဗန်လုပ်ငန်းတွေကကလေးတွေအတွက်လည်းအဆင်ပြေပါတယ်။ကျမတို့တချို့ကလေးတွေဆိုလို့ရှိရင်လည်းကျမတို့ကြောင်းမှာကိုဆရာဆရာမတွေအဖြစ် ပြန်လဲပြီးတော့တက်တူဆရာဆရာမတွေဖြစ်ပြန်လဲမှုထမ်းနေပါတယ်။ဩကျွန်မတို့ပြောချင်တာကတော့ကျွန်မတို့ကြောင်းကတော့ဒီနိုင်ငံတော်ကဈေးွက်ဈေးွက်စီးပွားရေးစနစ်နဲ့ကျင့်သုံးနေတာဖြစ်တဲ့အတွက်ကျွန်မတို့ကြောင်းကတစ်ဖက်တစ်လမ်းအနေပြီးတော့စီးပွားရေးအတတ်ပညာရှင်တွေကိုမွေးထုတ်ပေးနေရတယ်ဆိုတဲ့အကြောင်းလေးပြောချင်ပါတယ်။ 1996 98ပညာသင်နေ့အကြောင်းသားဟောင်းတယောက်ပါအခုဒီကတော့တမပိုင်းမှာရက်နှစ်20ပြည့်အထိမ်းအခမ်းအနားပေါ့နော်အရင်ကကျွန်တော်တို့ပွဲတွေကမျက်စရာပူဇော်ပွဲတွေအဲ့လိုထိမ်းအပွဲတွေစီစဉ်ခဲ့ပါတယ်အာစရိယပူဇော်ပွဲဆိုရင်ကျွန်တော်တို့ဒီနှစ်စန်းပိုင်းမှာ9ချိန်မြောက်ကျင်းပပြီးစီးခဲ့ပါတယ်ပွဲတွေအအောင်မြင်မြင်ဖြစ်ဖို့အတွက်အားလုံးကတော့တိုင်ဝမ်ပြီးတော့အကုန်လုံးစူးစမ်းကြရတာပါဒီလိုပွဲမျိုးကဒါနှစ်20မှတစ်ချိန်ပဲကျင်းပရတာဆိုတော့လေ ကျွန်တော်ဒီအာစရိယပူဇော်ပွဲတွေဆိုတော့တော့ကျွန်တော်နှစ်နှစ်တစ်ကြိမ်လောက်တော့အတက်နိုင်ဆုံးပြင်အောင်ကြိုးစားပြီးတော့ကျင်းပခဲ့ကြရတယ်။အခုတိုက်တိုက်ဆိုင်ဆိုင်ဒီနှစ်မှာဒီလိုနှစ်20ပြည့်အထိမ်းမှန်ခန်းသားပါဒီလိုတစ်ပင်ဆိုင်ပွဲတွေရောဈေးအောင်ပွဲတော်တွေရောအားလုံးចောင်းသားအောင်တွေလည်းစုံစုံညီညီနဲ့တက်ရောက်အားပေးကြတဲ့အတွက်ကျွန်တော်အနေနဲ့အတိုင်းအသင့်ဝမ်းသာပါတယ်။ဒီចောင်းကနေပြီးတော့အခုစတင်နေတဲ့ចောင်းသားလေးတွေအစ်စ်လေးတွေပေါ့ဒီចောင်းကနေအောင်မြင်တဲ့စီးပွားရေးတိုင်းဝိုင်းမှာအဲ့လိုအောင်မြင်တဲ့နေရာလေးတွေတခုရဖို့အတွက် အကြံဉာဏ်ပေးချင်တာကတော့ဒီမှာတင်ယုံညွန်းန်းတွေကတော့တကယ်စီးပွားရေးဆိုင်ရာတင်ယုံညွန်းန်းတွေတင်ပေးတဲ့အတွက်ပညာရေးပေါ်မှာတည်တည်ချာချာလေးလိုက်ပြီးလုပ်မယ်ဆိုရင်ဒါကိုယ့်အတွက်အကျိုးရှိပါတယ်ဒီចောင်းသားလူငယ်လေးတွေအနေနဲ့ဒီပညာရေးကိုတကယ်ကိုတက်အောင်တင်မယ်ဆိုရင်ပြင်ပစီးပွားရေးမှာဘာအခက်အခဲမှမရှိနိုင်ပါဘူးဒါကျွန်တော်တို့ရဲ့ကိုယ်လေးပါ ချစ်ခင်လေးစားရပါတော့မိဘပြည်သူညီအစ်ကိုမောင်နှမများခင်ဗျာကျွန်တော်တို့ဒီနေ့ရိုက်ကူးတင်ဆက်ပေးခဲ့တာကတော့တမဝရမကောလိပ်ဖောင်ကြီးည20ပြည့်အထိတ်မှတ်အခမ်းအနားကျင်းပနေပုံများကိုသိရှိနိုင်စေဖို့အတွက်ရိုက်ကူးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာဒီစီစဉ်ကိုကြည့်ရှုပြီးကျေနပ်မှုတစုံတရာရရှိနိုင်မယ်လို့လည်းယုံကြည်ပါတယ်ခင်ဗျာကြည့်ရှုအားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ